ကုန်တိုင်း ATM ဆက်ကနေပြီးတော့မှမိမိရဲ့ဘဏ်ကောက်တဲ့ငွေသားထည့်တဲ့နီးပြသွားမှာဖြစ်ပါတယ်ပထမအဦးဆုံးအနေနဲ့ကျွန်တော် ATM ကတ်ကိုထည့်လိုက်ပါဗျ ATM ကတ်ကိုဘဏ်ဘုံထဲကိုထည့်ပြီးဆိုတာနဲ့ကျွန်တော်တို့ဒီမှာခဏလေးစောင့်ပေးပါကိုရဲ့မိမိရဲ့လှုပ်ဝက်နံပါတ်6လုံးကိုကျွန်တော်ရိုက်ထည့်ရမှာဖြစ်ပါတယ်ဗျလှုပ်ဝက်ကဏန်းကိုကျွန်တော်မှန်မှန်ကန်ကန်လေးရိုက်ထည့်ပေးမယ်နော်ပြီးလို့ရှိရင်တော့ကျွန်တော်ဒီလိုလေးပေါ်လာပါမယ်ဒီနေရာမှာကျွန်တော် language နေရာလေးကိုနှိပ်ပါမယ်ခင်ဗျာ င်္ဂလိပ်စာပဲရွေးလို့ရပါတယ်เนาะအင်္ဂလိပ်စာနှိပ်ပြီးကျွန်တော်ဒီမှာ deposit နေရာလေးကိုကျွန်တော်နှိပ်ပါမယ်เนาะပတ်စံကိုင်းနေရာလေးကိုနှိပ်မယ်ဒီလိုပေါ်လာပြီးတော့အပေါ်ဆုံးတန်းဆေးဝမ်းကိုပဲကျွန်တော်တို့ထပ်ပြီးတော့နှိပ်မယ်เนาะအပေါ်ဆုံးတန်းနှိပ်ပြီးလို့ရှိရင်တော့ဒီလိုလေးပေါ်လာလို့ရှိရင်တော့တရားတဲ့အနေအဆုံးထည့်လို့ရပါတယ် confirm ကျွန်တော်မှန်ချက်ကလေးကိုနှိပ်ပြီးလိုက်ပါဗျာ ျွန်တော်တို့အဲ့လိုမျိုးနှိပ်ပြီးဆိုတာနဲ့ခဏလေးစောက်ပြီးပါဒီမှာ ADN set ကပွေလာပြီးဆိုရင်တော့ကိုထည့်မဲ့ပတ်စံအရေးအတွက်ကျွန်တော်ထည့်လိုက်လို့ရပါတယ်เนาะကျွန်တော်တို့တထောင်နဲ့တရွက်ပဲထည့်လိုက်တာဖြစ်ပါတယ်ငွေသားကိုကျွန်တော်တို့ထည့်လိုက်ပြီးဆိုရင်တော့ခဏလေးစောက်ပြီးပါသူကငွေအရေးအတွက်ကိုခဏလောက်စစ်ဆေးနေတာဖြစ်ပါတယ်ခင်ဗျဒီလိုလေးဆိုရင်တော့ကျွန်တော်တို့ဒီမှာသူပေါ်လာပါတော့မယ်ခင်ဗျကျွန်တော်တို့ရဲ့ပတ်စံကဒီမှာတထောင်နဲ့တရွက်ပဲစမှန်ပြီးဆိုရင်တော့အောက်ကခေါဖန်းကျွန်တော်တို့မှန်ချက်ခလုတ်လေးပဲတောက်ပေးလိုက်ပါနော်။ Okay ပါဒါဆိုရင်တော့ကျွန်တော်ရိုးရှင်းပါတယ်။ကျွန်တော် EDM ကိုရဲ့ ဘန်ကောက်ထဲကိုကျွန်တော်တို့ဒါပတ်စံထည့်ပေးနေပြီဖြစ်ပါတယ်ခင်ဗျာနော်အခုဆိုရင်တော့ပတ်စံကဝင်လာပါပြီဒါကြောင့်မို့ကျွန်တော်တို့ဒီမှာခဏလေးစောက်ပါမှာဆက်လေးထွက်လာမယ်ပြီးရင်ကိုယ့်ရဲ့ ATM ဘန်ကတ်ကိုပြန်ယူဖို့အတွက်မမေ့ပါနဲ့နော်ဒါကအကောင့်ထိုင်းကတ်နဲ့ပေါ့နော်သူ့ရဲ့ ATM ဆက်မှာပတ်စံထည့်တဲ့နေလေးပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့အခုချိန်မှာဘန်ကတ်တွေဖွေဖို့အတွက်အခက်အခဲဖြစ်တဲ့သူများအားလုံးနေနဲ့ကျွန်တော်တို့ဒီကောင့်ထိုင်းဘန်တော့ဘန်ဖွေတာဝန်ဆောင်မှုပေးပါတယ်ဗျာအသေးစိတ်ကိုကြတော့ကျွန်တော်ရဲ့ CB မှာရောအသေးစိတ်လာရောက်မေးမြန်းနိုင်ပါတယ်ပတ်စပို့မရှိသေးတဲ့သူတွေပန်းရောင်ကနေဝက်ပါမရှိသေးတဲ့သူတွေလည်းဘန်ဖွေလို့ရပါတယ်